င်္ဂလာပါရှင်ကျမတော်ငူခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီဇင်ဘာလ10ရက်နေ့ည10:00နာရီခွဲဝင်းကျင်ကရန်ကုန်မြို့ကဘာကြီးဖျားလမ်းပေါ်မှာရှိတဲ့မြန်မာပလာဇာအရှိမမူရစေတုံးပြီးမောင်းလာတဲ့တရုတ်ဆောင်မိုးအောင်ရဲ့ကားကနေတဆင့်ကား6စီးဆင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့စစ်ကောင်စီလက်အောက်ကအမှတ်2ရင်းထင်းရဲ့တပ်ဖွဲ့ခွဲမှုရုံးကနေသိရပါဗျာ။ မိုးအောင်ရင်ရဲ့ကားဟာကုတ်ကိုင်းတရားပေါ်ကနေအချိန်နဲ့မောင်းလာပြီးမီးပွိုက်မှာရက်ထားတဲ့ကားတွေကိုတိုက်မိတာကနေကား၆စီးဆင်ခဲတိုက်ခဲ့တာဖြစ်ပါတယ်။ရင်တိုက်မှုဖြစ်ပြီးတဲ့နောက်တေယောဆောင်မိုးအောင်ရင်ကိုစစ်ဆေးကြည့်ရှုတဲ့အခါမှာ မူရစ်စီတုံးထားတာကိုတွေ့ရပြီးရှင်တိုက်မှုအတွက်အမှုဖွင့်ဖို့လုပ်နေတယ်လို့အမည်မဖော်လိုတဲ့ရင်ထင်ရဲ့အရာရှိတစ်ယောက်ကပြောပါဗျ။အဲ့ဒီရင်တိုက်မှုကြောင့်တေဆုံးတာမရှိပေမဲ့ကားတွေတော့တော်တော်လေးပျက်စီးကုန်တယ်လို့သိရပါဗျ။တိုးဆောင်မောင်းအောင်ဟာ2016ခုနှစ်ဩဂတ်လကလည်းမူရစ်စီဝါတွေနဲ့အတူဖမ်းဆီးရမိခဲ့တဲ့အတွက်2018ခုနှစ်နိုဝင်ဘာလမှာပစံတောင်မြို့နယ်တရားရုံးကထောင်တန်း9နှစ်နဲ့ရန်ကုန်ရှေးပိုင်းခရိုင်တရားရုံးကထောင်တန်း12နှစ်အမိန့်ချမှတ်ခဲ့ပါသေးတယ်။အဲ့ဒီနောက်2019ခုနှစ်မေလ9ရက်နေ့မှာ ငိမ့်ချမ်းသာအခွင့်နဲ့ပြန်လွတ်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်တော်လိုင်းအင်အားစုတွေနဲ့ NUG အစိုးရကအတူရောင်ရွေးကောက်ပွဲဆိုပြီးပြောနေတဲ့ဆဲအစိုးရရွေးကောက်ပွဲဟာဘယ်လိုရွေးကောက်ပွဲမျိုးပါလဲရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူတွေရဲ့အမြင်တွေကရောဘယ်လိုမျိုးရှိကြပါသလဲမြတ်သင်ကပေးပို့ထားပါရရှင်ကျွန်တော်တို့အခုဆိုရင်အာနာရှင်စနစ်အောက်မှာနေနေရတာနေနေကြုံတော့ လာမယ့်ဒီဇင်ဘာ28ရက်နေ့ကစပြီးအပိုင်းလိုက်ကျင်းပမယ့်ရွေးကောက်ပွဲတွေပြုလုပ်တော့မှာပါ။တော်လိုင်းရင်အင်အားစုတွေနဲ့အန်ယူဂျီအစိုးရကအတူရောင်ရွေးကောက်ပွဲလို့ပြောနေတဲ့စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာဘယ်လိုမျိုးပါလဲ။ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူတွေကဘာတွေပြောကြပါသလဲ။လွတ်လပ်သောရွေးကောက်ပွဲများအာရှကွန်ရဲ့ Asian Network for Free Elections and Free ကတော့စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို အတူအယောင်ရွေးကောက်ပွဲလို့မသုံးနှုံးပေမဲ့အန်ဖရယ်ရဲ့မြန်မာနိုင်ငံဆိုင်ရာရွေးကောက်ပွဲလေးလာသုံးသက်သူ MIFR ကပြီးပြည့်စုံတဲ့ရွေးကောက်ပွဲဆိုတာမရှိသလိုကောင်းမွန်တဲ့ရွေးကောက်ပွဲနဲ့ဆိုးရွားလာတဲ့ရွေးကောက်ပွဲဆိုတာသာရှိပြီးမြန်မာနိုင်ငံက2025ရွေးကောက်ပွဲကတော့အဆိုးဆုံးဆိုတာထင်ရှားတယ်လို့ဆိုပါတယ် People are not free to express their opinion in Myanmar မြန်မာနိုင်ငံမှာလူတွေကသူတို့ရဲ့ထင်မြင်ချက်ကိုလွတ်လပ်စွာဖော်ပြခွင့်မရှိပါဘူး တိုင်းပြည်ကိုအုပ်ချုပ်မဲ့သူကိုလွတ်လပ်စွာရွေးချယ်ခွင့်မရှိပါဘူး။2020မှာရှင်ပြန်ခဲ့တဲ့နိုင်ငံရေးပါတီအများစုကလက်ရှိမှာမရှိတော့ပါဘူး။အရေးမြစ်တွေစစ်တပ်ရဲ့အကူအညီတွေရ USDB အတွက်ကြီးမားတဲ့အသာချက်တွေရှိနေပါတယ်။ရှင်ပြန်နေတဲ့ပါတီတွေကြားမှာတောင်မှတရားမျှတတဲ့ရှင်ပြန်မှုမျိုးဟုတ်မနေပါဘူး။စစ်မှန်မှုအတွက်စံနှုန်းကတော့ဒီရေကောက်ပွဲတွေကပြည်သူဆန္ဒကိုထင်ရသလားဆိုတာပဲဖြစ်ပါတယ်။အကြမ်းဖက်မှုချင်းချောက်မှုရေချယ်ခွင့်မရှိတာရလက်တွေမှာအပွင့်လင်းမြင့်တာမှုမရှိတာတွေကြောင့်ဒီရေကောက်ပွဲတွေကမှန်ကန်တဲ့ကိုစားပြုမှုဖြစ်နိုင်မဲ့နီလန်းတွေမရှိပါဘူး။ အားလုံးပါဝင်မှုဆိုတဲ့အကြောင်းအရာမှာလည်းနိုင်ငံရေးရတိုင်းသားအုပ်စုတွေကြားမှာအသက်အရွယ်ပေါ်အခြေခံတဲ့အားလုံးပါဝင်မှုကဘယ်စံနှုန်းနဲ့မှမကိုက်ညီပါဘူး gender uh, age based inclusiveness is not there by any standard မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM ရဲ့အဖွဲ့ဝင်ရန်ဟီးလီကလည်းရွေးကောက်ပွဲမဲဆွယ်ရမှာ ကိုယ်စလဲလောင်းတွေကစစ်တပ်ကိုမဝေဖန်ရဲတာကလည်းစေအောင်စုကလုံးမဲ့ရွေးကောက်ပွဲကလွတ်လပ်မှုမရှိဘူးဆိုတာကိုပြတ်သားနေတယ်လို့ဆိုပါတယ် even in recent weeks the hunter မကြသေးတဲ့ရဲတပ်တပတ်တွေမှာတော့စစ်ကောင်စီကပုံမူတင်းကျပ်တဲ့ရဲဆက်တဲ့ဖိနှိပ်ရေးဥပဒေတွေကိုပြဋ္ဌာန်းခဲ့ပါတယ်။ဒါကြောင့်လက်ရှိပြဋ္ဌာန်းထားတဲ့အဲ့ဒီဒီဇယ်ဥပဒေတွေကြောင့်ဘဲကိုစလေလောင်းကမှရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးမှာစစ်တပ်ကဆောင်ရွက်ပေးခြင်းမရှိတဲ့အရာတွေနဲ့စစ်တပ်ကကျူးလွန်နေတဲ့ဆိုးရွားတဲ့အရာတွေကိုမိမှန်ပြောဆိုနေကြပါဘူး။ been very bad ရှေ့ပြည့်အတန် Progressive Voice အဖွဲ့ကဒေါခင်အောင်မာကလည်းစေအုပ်စုကလုံးမဲ့ရွေးကောက်ပွဲဟာရွေးချယ်ခွင့်ရော အခွင့်အရေးရောကင်းမဲ့နေတယ်လို့ဆိုပါတယ်။ Yeah, I mean like election is basically is a right and choice. So whether ရွေးကောက်ပွဲဆိုတာကအခြေခံအဖြစ်အခွင့်အရေးနဲ့ရွေးချယ်ခွင့်ပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်မတို့မဲပေးချင်သည်ဖြစ်စေမပေးချင်သည်ဖြစ်စေဒါကမဲဆန္ဒရှင်တဦးချင်းစီရဲ့ကိစ္စပါ။ဒါကရွေးချယ်ခွင့်ရောအခွင့်အရေးရောဖြစ်ပါတယ်။ ဒီရေကောက်ပွဲကတော့ရွေးချယ်ခွင့်ရောအခွင့်အရေးရောကင်းမဲ့နေတာပါ။ဘာလို့လဲဆိုတော့မဲပီးဆက်စီကိုသွားတဲ့အခါမှာဒီဟာကတကယ်ဘလို့လှုပ်လှုပ်တလဲဆိုတာကိုဘယ်သူမှမသိကြပါဘူး။ပြီးတော့တင်ကမဲပီးဆက်ကခလုတ်တစ်ခုခုကိုနှိပ်လိုက်ရမှာပါ။ပြီးတော့ဘွားတစ်လျှောက်လုံးမှာအရင်ကမမြင်ဘူးမတွေ့ဘူးခဲ့တဲ့ဆက်ကိုဘလို့တော့ရမှန်းလည်းမသိတဲ့အခါမှာမဲပေးရဲ့အခါဆက်ကိုခလုံးနှိပ်ရင်းနဲ့တခုခုအမှားယွင်းဖြစ်သွားရင်တောင်အဲ့ဒါကိုတမင်တကာမှားယွင်းအောင်လုပ်တဲ့ ဒါမှမဟုတ်တမင်တကာဖြစ်စည်းတယ်လို့ဆွဆွဲခံရနိုင်ပြီးတော့ထောင်နဲ့ခုနှစ်နှစ်ဆယ်နှစ်နဲ့အဲ့ဒါလိုအပြစ်တွေခံရနိုင်ပါတယ်။ဒါကြောင့်ကျမတို့အခုရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲလို့ဘာလို့ခေါ်ရတာလဲဆိုတာသိကိုထင်ရှားပါတယ်။ We can say Sharm election at least ရွေးကောက်ပွဲအပိုင်း1ကိုမြို့နယ်ပေါင်း102မြို့နယ်မှာဒီဇင်ဘာလ28ရက်နေ့ကျရင်ပြုလုပ်သွားမှာဖြစ်ပြီးအပိုင်း2ကိုလာမယ့်2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ပါတယ်။ အပိုင်း၃ကိုတော့ဇန်နဝါရီလ25ရက်နေ့မှာကျင်းပပြုလုပ်သွားမှာပါဒီရွေးကောက်ပွဲကိုစတင်ဖို့တရားမဝင်အတူရောင်ရွေးကောက်ပွဲတပိတ်မှောက်စတင်ရေးကာလအဖြစ်အောက်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ31ရက်နေ့အထိတော်လှန်ရေးအင်အားစုတွေကသတ်မှတ်ထားပါတယ်ကျမမြတ်သိမ်းပါရှင်ကြားလက်ရှိတယ်အားကြောင့်ကျွန်တော်တို့မေမပီ မွန်ပြည်နယ်မော်လမြိုင်မြို့တပ်လွင်တံတားနာမှာရှိတဲ့သမိုင်းဝင်ခေါင်းစည်းကျုံးပေါ်ကနှစ်ပေါင်းရာကျော်တပ်တန်းရှိတဲ့ဖုန်ကြီးကျောင်းတကြောင်းမှာဒီဇင်ဘာလ10ရက်နေ့မနက်၈နာရီဝန်းကျင်လောက်ကမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့မြို့ကန်တွေစီကသိရပါဗျ။စွန်ချက်ယုံကနေတဆင့်မီးကူးဆက်လောင်ကျွမ်းတာကနေဖုန်ကြီးကျောင်းပင်မကျောင်းဆောင်မီးလောင်ပျက်စီးခဲ့ရကြောင်းနဲ့ရဟန်းတန်ဃာတွေအပါအဝင်လူထိခိုက်သေးဆုံးတာတော့မရှိခဲ့ကြောင်းမြို့ကန်လူမှုကယ်ဆယ်ရေးအဖွဲ့တွေစီကသိရပါဗျ။ ဒီဖုန်ကြီးကြောင့်မီးလောင်နေတဲ့အချိန်မှာလေငြိမ်နေတဲ့အတွက်ဂျန်တဲ့နေရာတွေမီးမကူတာဖြစ်ပြီးဖုန်ကြီးကြောင့်မီးလောင်ပျက်စီးတဲ့အပေါ်နှမျောတယ်လို့မြို့ကန်တယောက်ကပြောပါတယ်အဲ့ဒီဖုန်ကြီးကြောင်းကိုတက်ကရက်1826ခုနှစ်ဘိုးတော်ဖေရလက်ထက်မှာမိုးလူမျိုးဆက်ကဲမောင်ထော်လေးဆောက်လုပ်လူတန်းတာလို့မြို့ကန်တယောက်ကပြောပေမဲ့ TV အနေနဲ့တော့အတိအကျအတိမပြုနိုင်သေးပါဘူး။မွန်ပြည်နယ်တန်လွင်မြစ်ထဲကခေါင်းစိကျော်ဟာမွန်ပြည်နယ်ရဲ့အထင်ကရကျွန်းတစ်ကျွန်းအဖြစ်သတ်မှတ်ခံထားရတဲ့ကျွန်းဖြစ်ပါရဲ့ရှင်။ Who Move My Life အမည်ရှိတဲ့လူခွင့်ရေးဆိုင်ရာဓာတ်ပုံပြပွဲကိုမြရီမျိုးတပတ်ချမ်းမှာရှိတဲ့မဲဆောက်မျိုး Borderline ပကြီးပြခန်းမှာဒီဇင်ဘာလ10ရက်နေ့ကနေ13ရက်နေ့အထိ၄ရက်ကြာပြုလုပ်နေပါတယ်။မောင်တိုးတင်ဆက်ပေးထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဓာတ်ပုံပြပွဲမှာမြန်မာနိုင်ငံရှိဘိန်းဆိုင်တောင်သူတွေစစ်ဘေးရှောင်မျိုးသမီးတွေနဲ့ကလေးငယ်တွေခစ်တဲ့ကျုံပြုတ်မှု ကြားဖြန့်တားကောင်းတွေရဲ့ရွေးချယ်ခွင့်မဲ့ဘဝပုံရိပ်တွေကို ပြသထားတာပါ။ အာဒီကနေ့ကျမတို့တန်လင်းခက်ရဲ့ဒီရုပ်ပုံပေါ့နော်ဓာတ်ပုံပြပွဲဖြစ်တယ်အာဒီလူခွေချုပ်ပေါက်ခံနေရတဲ့ဇူတွေပေါ့နော်လူခွေဆုတ်ရှုတ်နေရတဲ့ဇူတွေရဲ့ပုံရိပ်တွေကိုအာဒီကဘာပေါ့နော်မြန်မာရောမြင်တွေ့ရအောင်လို့ကျမတို့လုပ်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျမတို့စစ်ဘေးရှောင်တွေရဲ့အဲပုံနေပါတယ် အဲနောက်ပြီးတဲ့အခါကျတော့စိပေးရှောင်းနေတော့ကျွန်တော်အမျိုးသမီးတွေနဲ့ကလေးတွေပေါ့နော်ကလေးတွေရဲ့ပုံတွေပါတယ်အဲပြီးတဲ့အခါကျတော့ကျွန်တော်တို့ကြားဖြန့်ပေါ့နော်အခုလက်တလုံးမှာဆိုရင်ကျွန်တော်တို့နေဆက်ဒေတာမှာအမတန်နာမည်ကြီးနေတဲ့ဒီ online ငွေလိမ်ခိုင်းတွေကလူကုန်မှုခံရတဲ့သူတွေအဲသူတို့တွေရဲ့ပုံရိပ်တွေပါတယ်ပေါ့နော် နောက်ပြီးတဲ့အခါကျတော့ကျမတို့ဒီအဘိန်းပေါ့နော်ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်စီးပွားရေးဒီအစီးပွားရေးကြက်တဲနေတဲ့အချိန်ဒီမှာရွေးချယ်စရာမရှိဘဲနဲ့တိုင်းသားဒေသတွေမှာဒီဒေသခံတွေကဘိန်းဆိုင်ကိုရေးကိုမဖြစ်မနေလုပ်နေရတဲ့အနေအထားရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့အဲ့ဒီဟာတွေကိုကျမတို့ကဒီပုံရိပ်တွေကိုထိဟက်ပြအောင်လို့ပြတာလည်းပွဲပဲဖြစ်ပါတယ်ပြပွဲကနေဓာတ်ပုံလေးရောင်းရငွေနဲ့သတင်းဌာနရက်တီရေးဒုက္ခတွေအရေးတွေမှာလှူဒန်းတုံးဆွဲသွားမယ်လို့ဆိုပါတယ် ဆိုတော့ကျမတို့ဓာတ်ပုံပေါ့နော်အဓိကဓာတ်ပုံအဲကျမတို့အပုံ60လောက်ကိုကျမတို့ဒီမှာပြသထားတယ်ပေါ့နော်အဲကျမတို့ရောင်းချပေးသွားမယ်အဲ့ဒီဟာလည်းကျမတို့ဘာအတွက်လဲဆိုတော့နှစ်ခုရှိရပေါ့နော်တစ်ခုကလွတ်လပ်တဲ့ဒီမီဒီယာတစ်ခုရက်တီဖို့အတွက်အထောက်ပံ့နောက် တစ်ခုဖြစ်သလိုနောက်တစ်ခုကကြတော့ကျမတို့စေဘေးရှောင်နေပေါ့နော် စေဘေးရှောင်နေအတွက်ကျမတို့အခုချိန်မှာစနေခါကြီးလိုအပ်နေတယ်အထူးသဖြင့် nested gate တွေပိတ်တဲ့အချိန်မှာတို့ရိတ်ခါလိုအပ်တဲ့အခါမှာတို့ရေရှည်ရက်တည်ရေး sustainability အတွက်ကိုလိုလာပြီပေါ့နော်အဲ့အတွက်ဆိုရင်ကျမတို့တို့ရဲ့တီးနံနေစိုက်ပျိုးဖို့အဲ့ပတ်ဝန်းကျင်မှာပေါ့နော်ရေရှည်တီးနံနေစိုက်ပျိုးဖို့အတွက်ကိုကျမတို့အလူတန်းတွေလုပ်ဖို့တွေလောက်ထားတယ်ပေါ့နော်အဲ့ဟာတွေမှာကျမတို့ထည့်ပြီးတော့သုံးသွားမှာဖြစ်ပါတယ် နဂိုရိုနာအာဖဂန်နစ္စတန်ကဘိန်းဆိုင်ပြတာကတော့ကဘာပေါ်မှာဒါပထမပူဆွဲတယ်ပေါ့နော်အခုကတော့အာဖဂန်ကိုကျော်ပြီးတော့ကျွန်တော်တို့တိုင်းပြည်ဟာဘိန်းထုတ်လို့မူရောရောင်းဝယ်ဖောက်ကားတာရောတော်တော်သေယူအပုဆောင်တာရောဒီအားလုံးကိုကျော်ဖြတ်ပြီးတော့အဲကျွန်တော်တို့တိုင်းပြည်ကတကယ်တကယ်ကြတော့နံပါတ်1အနေနဲ့ပုံဆွဲရတာပေါ့နော်တလိုမျိုးပုံနေနဲ့ဆိုတော့မြန်မာနိုင်ငံထဲမှာတော့ပြောင်းခွင့်တော့မရဘူးဘာလို့လဲဆိုတော့ကန့်သက်ထားတဲ့ ပုံစံမျိုးတွေဖြစ်နေလို့လေဒါဒီအဲဆေးအကျန်းဘက်ပေါ့နော်အုပ်စုတွေရဲ့အဲလောရက်တွေကိုချပေးထားတဲ့တပ်ပုံတွေဆိုတော့ဘယ်လိုပြလို့ရအောင်ပြတဲ့သူတွေရောလာတဲ့သူတွေရောအကုန်လုံးကစိတ်စိတ်ကံမှာပေါ့နော်ပုံတွေကတော့အကုန်လုံးကစိတ်ဝင်စားပဲပါကျွန်တော်အရင်ဆုံးသတိထားမိလိုက်တာတော့အစ်စ်ကားတွေနဲ့နော်ဒီဘက်ကတ်တွေပေါ့ကားတွေနဲ့အဲ့ဒီဟာကိုနေလိုက်တဲ့အချိန်မှာတော်တော်ဟတ်ထိတယ်ဟုတ်လားဘာလို့ကျွန်တော်တို့ကြုံခဲ့ရတယ် နော်မိစ္ဆာတွေအဲ့အဲ့ဒီဟာတွေမြင်လိုက်ရချင်ပါကျွန်တော်ဒီမှာမိစ္ဆာတွေဆိုပြီးတော့ခံစားလိုက်ရတယ်ဖျားပွဲကိုတန်လွန်ကသတင်းဌာနကဦးစီးပြုတ်လောက်တာဖြစ်ပြီးဓာတ်ပုံတွေကိုဒီဇင်ဘာလ23ရက်နေ့အထိမနေ့9နာရီကနေညနေ8နာရီအထိနေ့စဉ်ပြတာထားမှာ ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါအော်စတြေးလျမှာဒီဇင်ဘာလ10ရက်နေ့မှာစပြီးအသက်16နှစ်အောက်တွေကိုဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်မှာဖြစ်ပါတယ်။ TikTok, YouTube, Instagram, Facebook တို့အပါအဝင် social media ဆယ်ခုကိုလက်ရှိအချိန်မှာ16နှစ်အောက်တွေအသုံးပြုခွင့်ပိတ်ပင်ထားပါတယ်။အဲ့ဒီအထက်မှာ YouTube Kids, Google Classroom နဲ့ WhatsApp တော့မပါဘူးလို့ဖော်ပြထားပါတယ်။ဒီလိုပိတ်ပင်မှုဟာ ကမ္ဘာနိုင်ငံတွေထဲကဩစတြေးလျနိုင်ငံကပထမဆုံးပြိပင်ခဲ့တာဖြစ်ပါတယ်။ဥပဒေအသေးအရနှိပညာကုမ္ပဏီတွေလည်းအသက်16နှစ်အောက်တွေကိုအသုံးပြုခွင့်ပြုတယ်လို့တွေ့ရှိရယ်။ဒေါ်လာ33သန်းထံငွေပေးဆောင်ရမှာဖြစ်ပါတယ်။ဒါကြောင့်အမတ်တာကုမ္ပဏီကတော့ဒီဇင်ဘာလ4ရက်နေ့ကတည်းကအသက်16နှစ်အောက်တွေကိုဆိုရှယ်မီဒီယာအသုံးပြုခွင့်အစပြီးပြိပင်ခဲ့တာကိုတွေ့ရပါတယ်။ အသက်16နှစ်အောက်တဲ့ကိုဆိုရှယ်မီဒီယာပိတ်ပင်မှုနဲ့ပတ်သက်ပြီးဤပညာကုမ္ပဏီတွေနဲ့လွတ်လပ်စွာပြောဆိုခွင့်အရေးလှုပ်ရှားသူတွေကဝေဖန်ခဲ့ကြပေမဲ့ဒီဥပဒေကိုမိဘတွေနဲ့ကလေးတွေအရေးလှုပ်ရှားသူတွေကကြိုဆိုခဲ့ကြပါတယ်။ social media အသုံးပြုမှုဟာငယ်ရွယ်သူတွေအတွက် screen ပေါ်မှာအချိန်ဖြုံးမှုပိုများစေပြီးသူတို့ရဲ့ကျန်းမာရေးနဲ့ကောင်းမွန်တဲ့အခြေအနေကိုထိခိုက်စေနိုင်တယ်လို့ Australia အစိုးရကပြောထားပါတယ်ရှင်။ ။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတို့ကခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။